ျွန်တော်ဒီနေ့32လက်မအသွင်းပန်ကားလေးကိုလစ်သီယမ်ဘက်ထရီနဲ့အစားထိုးပြုပြင်တာလေးလုပ်ပြသွားမှာဖြစ်ပါတယ်။လစ်သီယမ်ဘက်ထရီကပန်ကားမှာငကိုပါတဲ့ O6 ဘက်ထရီထက်ပန်ကားကိုပိုမိုအချိန်ကြာကြာအသုံးပြုနိုင်ပြီးတာရှည်ခံတဲ့အတွက်တစ်ခါပြင်ပြီးယူနေနှစ်နှစ်ကနေ၃နှစ်လောက်အထိဘက်ထရီလဲစရာမလိုပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ါကတော့ငကိုပါတဲ့6ဘူ6ဘက်ထရီ ဖြစ်ပါတယ်ဒီဘက်ထရီကိုဖြုတ်ချပြီးဒီနေရာမှာလစ်သီယမ်ဘက်ထရီတွေကိုအစားထိုးထည့်သွင်းသွားမှာဖြစ်ပါတယ်လီသီယမ်ဘက်ထရီနဲ့အတူလီသီယမ်အားသွင်းစနစ်ကိုပါ တပါးရဲပြောင်းလဲထည့်သွင်းပေးပါတယ်လီသီယမ်ဘက်ထရီတွေကိုတက်တန်းကြကြအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်ဒါကတော့ H.4 3mb လစ်တီယံအသွင်းတုံးဖြစ်ပါတယ်။ဒီအသွင်းတုံးအတွင်းကကက်ကိုချုပ်ယူပြီးပန်ကာရဲ့အသွင်းတက်နေရမှာအစားထိုးလိုက်ပါတယ်။အသွင်းကက်ကနေဘက်ထရီစီကိုတိုက်ရိုက်ချိတ်ဆက်ပေးထားရပါတယ်။ ကတော့3.7ဖို့လီသီယမ်ဘက်ထရီတွေဖြစ်ပါတယ်ဘက်ထရီ စုစုပေါင်း10လုံးအသုံးပြုပါတယ်ဘက်ထရီတွေကိုနီကယ်ပြားနဲ့စပေါ်တွဲဆက်ပါတယ် တန်ရဘက်ထရီတွေကို surveillance ဖြစ်စေဖို့ balance လုပ်ပေးတာပါ battery cell တွေကိုအာညီနေမှသာ battery pack ထားတာရှိခံစီမှာဖြစ်ပါတယ် battery နှစ်တွဲကို series တွဲပါတယ်ပြီးနောက် 2S BN S တက်ပါတယ်